ကိုတင်ထားတဲ့ post တွေကိုတငယ်ချင်းမှုတ်တဲ့သူတွေက comment မှန်းလို့မရအောင်လုပ်တဲ့နည်းနဲ့ကိုတင်ထားတဲ့ post တွေကိုတငယ်ချင်းဟုတ်တဲ့သူတွေရောမဟုတ်တဲ့သူတွေရောကျွန်တော် comment မှန်းမရအောင်လုပ်တဲ့နည်းလေးကိုဒီ video လေးမှာအားလုံးအတွက်ကျွန်တော်ကနေပြီးတော့မျှဝေပါမယ်ပထမဆုံးအနေဖြင့်ကိုရဲ့ Facebook ကောင်ထိပ်ပက်ညာဘက်ချမ်းမှာရှိနေတဲ့မင်းကြောင်းလေး၃ချောင်းကိုကျွန်တော်တို့နှိပ်ပေးရမှာဖြစ်ပါတယ်။မင်းကြောင်းလေး၃ချောင်းနှိပ်ပေးပြီဆိုရှင်ဒီအောက်မှာရှိနေတဲ့ကျွန်တော်တို့ ပထမဆင်းရ setting ရ privacy ကိုနှိပ်တော့မှ setting ကြာလာမှာပေါ့နော်ဒီမှာကျွန်တော် setting တန်းပေါ်နေတဲ့ကြောင် setting တွေကိုကျွန်တော်တို့ကဆက်ပြီးတော့ဝင်ပြရမှာဖြစ်ပါတယ် setting တွေကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကအောက်ကိုတစ်ချက်လက်ကလေးနဲ့ဆွဲပြီးပါအောက်ကိုလက်နဲ့ဆွဲပြီးဆိုလို့ရှိရင်ကျွန်တော်တို့ကဒီနားလေးမှာရှိနေတဲ့ follow and public contact ဆိုတာရှိတယ်အဲ့ထဲကိုကျွန်တော်တို့ကဝင်ပြရမှာဖြစ်ပါတယ်ဒီတဲ့ကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့က comment တွေကိုပိတ်ချင်တာဖြစ်တော့ကြောင်းပေါ့เนาะအောက်ကိုလက်ကလေးနဲ့ဆွဲဆွဲပြီးလို့ရှိရင် who can comment on your public post ဆိုတာရှိတယ်။အဲ့ထဲကိုကျွန်တော်တို့ကဝင်ပြရမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ရဲ့ post တွေကိုတကယ်ချင်းမှုတ်တဲ့သူတွေကို comment မမ်းမရအောင်လုပ်မှာဖြစ်တဲ့ကြောင်းကျွန်တော်တို့က public ကနေပြီးတော့ friend ကိုယူလိုက်မယ်။ public ကနေ friend ကိုယူလိုက်ပြီးဆိုလို့ရှိရင်ကိုယ့်ရဲ့ post တွေမှာပေါ့နော်ဓာတ်ပုံ post ရှိမယ် video post ရှိမယ်စာသား post တွေရှိမယ်အဲ့ post တွေမှာတငယ်ချင်းမဟုတ်တဲ့သူတွေက comment လုံးဝဝင်မန်းလို့မရတော့ဘူးပေါ့နော်ဒါအဲ့တော့ friend ကိုကျွန်တော်တို့ကရွေးလိုက်မယ် friend ကိုရွေးပြီဆိုလို့ရှိရင်ကျွန်တော်တို့က SAVC ကိုကျွန်တော်နှိပ်ပေးရမှာဖြစ်ပါတယ်ဒါဆိုရင်တငယ်ချင်းမဟုတ်တဲ့သူတွေက comment မန်းလို့မရတော့ပါဘူးဒါကပထမနေ့တနေ့ပေါ့နော်နောက်တနေ့ကကျတော့ကိုယ့်ရဲ့ post တွေကိုတငယ်ချင်းဟုတ်တဲ့သူတွေရောမဟုတ်တဲ့သူတွေရောမန်းမရအောင်လုပ်မှာဖြစ်တဲ့ကြောင့်ကျွန်တော်တို့ကနေပြီးတော့ back clean နဲ့ပြန်ထွက်ပြီးတော့ကိုယ့်ရဲ့ wallet ကိုကျွန်တော်တို့သွားပါမယ် ဒါကျွန်တော်တို့ wall တွေကိုကျွန်တော်တို့ပြန်ပြီးတော့ဆက်ဝင်ပြီးရမှာဖြစ်ပါတယ်။ကျွန်တော် wall တွေကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာတင်ထားပုံလေးတစ်ပုံကိုကျွန်တော်ဆက်ပြီးလုပ်ပြပေးမယ်ပေါ့နော်။အဲ့မှာကျွန်တော်တင်ထားတဲ့ပုံလေးပေါ့နော်အဲ့ပုံလေးကိုကျွန်တော်စပြီးလုပ်မှာအဲ့တော့အပေါ်ဆုံးကအဆက်ကလေး30ကိုကျွန်တော်တစ်ချက်နှိပ်ပေးရမှာဖြစ်ပါတယ်နှိပ်ပြီးပြီးလို့ရှိရင် comment ကိုလုံးချင်တာဖြစ်တဲ့ကြောင့် who can comment on your post ဆိုတာရှိတယ်အဲ့လေးကိုကျွန်တော်တို့ကနှိပ်ပေးရမှာဖြစ်ပါတယ် နေပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကတကယ်ချင်းဟုတ်တဲ့သူတွေရောမဟုတ်တဲ့သူတွေရောကွန်မန့်လုံးဝမှန်လို့မရအောင်လို့เนาะမှန်ဝင်မရအောင်ကျွန်တော်တို့လုပ်မှာဆိုလို့ရှိရင်ဟိုးအောက်ဆုံးမှာရှိနေတဲ့ profile and page you are mention ဆိုတာရှိရဲ့အားလေကိုကျွန်တော်တို့ကရွေးပေးရမှာဖြစ်ပါတယ်အားလေကိုရွေးပြီးလို့ရှိရင်ကျွန်တော်ဒီ any time ကိုနှိပ်လိုက်ပြီးဆိုလို့ရှိရင်တကယ်ချင်းဟုတ်တဲ့သူတွေရောမဟုတ်တဲ့သူတွေရောကျွန်တော်မှန်လို့မရပါဘူးဒီနားလေးမှာကျွန်တော်တို့ပြောစရာတခုရှိတာပေါ့เนาะတကယ်ချင်းဟုတ်တဲ့သူတွေရောမဟုတ်တဲ့သူတွေရောမှန်မရအောင်ကျွန်တော်တို့လုပ်မှာဆိုလို့ရှိရင်ကျွန်တော်ကတင်ပြီးသား post တွေကိုသွားပြီးတော့ပြန်လဲ ပြင်ပြီးမှလုပ်လို့ရဖြစ်ပါတယ်ဗောနော်အဲ့တော့တကယ်ချင်းဟုတ်တဲ့သူတွေပါနေရတဲ့အတွက်ကြောင့်ကျွန်တော်တို့ကနေပြင်တင်ထားပြီးသား post တွေကိုပဲကျွန်တော်တို့သွားလုပ်လို့ရဖြစ်တယ်ဗောနော်အဲ့တော့ဒီအဆင့်မှာတကယ်ချင်းဟုတ်တဲ့သူတွေရောမဟုတ်တဲ့သူတွေရောမမ်းမရအောင်ကျွန်တော်တို့ထားပြီးပြီဆိုလို့ရှိရင် DO and ဤတန်းကိုကျွန်တော်နှိပ်ပေးရမယ်ဒါဆိုလို့ရှိရင်တကယ်ချင်းဟုတ်တဲ့သူတွေရောမှုတ်တဲ့သူတွေရောမှန်လို့မရတော့အဲ့တော့တကယ်ချင်းမဟုတ်တဲ့သူတွေမှန်မရအောင်လုပ်တာစက်တင်ဘာသွားလို့ပြီးတော့တကယ်ချင်းဟုတ်တဲ့သူတွေရောမှုတ်တဲ့သူတွေရောမှန်မရအောင်လုပ်တာတင်ထားသီးသားပို့တီကိုပဲကျွန်တော်တို့က ပြုပြင်ပြောင်းလဲလို့ရဖြစ်ပါတယ်ခင်ဗျာဒါကတော့ဒီနှစ်ခုတသက်ကွက်ကွက်လေးတီးဖို့လိုအပ်တယ်အဲ့တော့တငယ်ချင်းမှုတ်တဲ့သူတွေကတော့ကျွန်တော်တို့မှန်းလို့မရဘူးတငယ်ချင်းဟုတ်တဲ့သူတွေပါမှန်းမရအောင်လုပ်မယ်ဆိုရင်တင်ထားပြီးသား post တွေကိုလုံးမတိုင်းအဆင်ပြေမှာဖြစ်ပါတယ်ဒါကတော့နှိပညာအနေနဲ့မျှဝေပေးခြင်းဖြစ်ပါတယ်တကယ်မသိသေးတဲ့သူများအတွက်ပြောပြပေးခြင်းဖြစ်ပါတယ်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ